အတံမှုခွဲထုတ်ပြီးနျူကလ িয়ার စွမ်းအင်ဖြစ်အောင်ဒီတီအိုရီနဲ့ရအောင် ထုတ်ကြည့်မယ်။ M ကအရာဝတ္ထုကို ဆိုလိုတာဖြစ်လို့ဒုတ်ဆိုပါတော့ C ကရွေ့ရှားမှုပါ။ဒါဆို M ဖြစ်တဲ့ဒုတ်က C ရွေ့ရှားမှုနဲ့ပုတ်တိုက်လိုက်ရင်ထွက်ပေါ်လာမှာက E ဆိုတဲ့ energy အပူစွမ်းအင်ကိုရရှိလာပါမယ်။နောက်တစ်ခုက M အရာဝတ္ထုက Dynamo Motor ဖြစ်တယ်ဆိုပါတော့ဒါဆို M Dynamo က C ရွေ့ရှားမှုနဲ့လေပတ်လိုက်ရင်ထွက်ပေါ်လာမဲ့ E energy ကလျှက်စစ်တန်လိုက်စွမ်းအင်ကိုရရှိလာပါမယ်။ ောက်တစ်မျိုးက M အရာဝတ္ထုဟာဥက္ကခဲဆိုပါတော့ M ဥက္ကခဲက C ရွေ့ရှားမှုနဲ့ကြာရောက်လာတဲ့အခါအချိန်တစ်ခုကိုရရှိလာပါမယ်အဲ့ဒါကိုတွန်းကန်စွမ်းအင်လို့ခေါ်တယ် ဥပမာအမ်ကလေဖြစ်တယ်ဆိုပါတော့လေကရွေးရှာတိုက်ခတ်လာတဲ့အခါသူ့မှာရှိတဲ့အချိန်ကပံကာရွက်ကိုလေပတ်စေတာကြောင့်တွန်းကန်စွမ်းအင်ရှိနေပါတယ်အတန်မူကြည့်လိုက်မယ်ဆိုရင်အမ်ကအတန်အမုံတွေပါအတန်အမုံလေးတွေကလေပတ်နေတဲ့အခါမှာတစ်ခုနဲ့တစ်ခုပုတ်တိုက်မိသွားလို့အပူစွမ်းအင်ကရှိနေပါတယ်အဲ့ဒီအပူစွမ်းအင်နဲ့အတန်တွေကဘလောက်ထိတော့မကြောနိုင်တယ်လဲဆိုရင်ဥပမာဖန်ကိုအပူပေးလိုက်မယ်ဆိုရင်တော့ pressure ဆက်နဲ့ဖိရင်တော့ဖိတဲ့ဆက်ရဲ့တန်တွေကတာကြေမွပြက်စီးသွားမှာဖြစ်တယ်နမန ှင့်အတမ်မုံတွေလက်ပတ်မှုကြောင့်လျှက်စစ်တန်လိုက်စွမ်းအင် ရှိနေပါတယ်။အတမ်တွေကတစ်ခုနဲ့တစ်ခုလျှက်စစ်တန်လိုက်တဲ့နဲ့စွဲငင်ထားတာဖြစ်တယ်လို့သူ့မှာရှိတဲ့အရှိန်နဲ့တွန်းကန်ထားတာပါ။ဒါကြောင့်အဆိုင်ခဲပုံစံဖြစ်ပေါ်လာပြီးတော့နောက်ဆုံးမှအရာဝတ္ထုဆိုတာဖြစ်တည်လာတော့တဲ့အဲ့ဒီမှာမေးစရာရှိတာကစွဲငင်အားနဲ့ချိတ်ဆက်တာကတော့ဟုတ်ပါပြီ။တွန်းကန်အားနဲ့ဘလို့ချိတ်ဆက်မှလဲ။ဥပမာတရားကခိုင်ခန့်ဖို့ဆိုရင်အခုံးပုံစံနဲ့တီဆောက်ရတာဖြစ်တဲ့အတန်လိုမျိုးအုတ်ခဲတွေကတစ်ခုနဲ့တစ်ခုစွဲငင်ထားတာဖြစ်တယ်လို့တစ်ချိန်တည်းမှာပဲတွန်းကန် ်နေတာပါနောက်ဥပမာတစ်ခုကစွန်ဖြန့်ကြန့်နိုင်ဖို့ဆိုရင်ကိုင်းနေတဲ့ဒုတ်ကသွန်းကန်နေတယ်လို့ဖြောင်းနေတဲ့ဒုတ်ချောင်းကလည်းသွန်းကန်ထားတာပါကျွန်တော်တို့ခန္ဓာကိုယ်ကိုလည်းအက်တမ်တွေနဲ့ဖွဲ့စည်းထားတာဒါကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာတူလောင်စွမ်းအင်ရှိနေတယ်အဲ့ဒီတူလောင်စွမ်းအင်တွေကိုရှာကြည့်လိုက်မယ်ဆိုရင်ခံစားမိမှာကကိုယ်အပူချိန်နဲ့ခွန်အားတွေပဲဖြစ်တယ်ဒါဆိုရင်အတန်ထဲမှာတူလောင်စွမ်းအင်တွေဘလောက်ရှိသလဲဆိုတာကိုမှန်းဆနိုင်ပြီဖြစ်တာကြောင့်တိတ်မများပဲနဲ့မဖြစ်စလောက်ဝင်းကျင်မှာရှိနိုင်ပါတယ်။အဲ့ဒီအတန်ကမှနျူကလ িয়ার စွမ်းအင်အ ထိပြင်းထန်သွားအောင်လုပ်မဲ့အရာကနောက်ဆုံး theory ဖြစ်တဲ့ square တစ်ခုတည်းကလှုပ်ဆောင်ပေးမှဖြစ်တယ်။အဲ့ဒီ square နဲ့ nuclear ဖြစ်အောင်အတူတူလှုပ်ကြည့်မယ်။